ဇကိုင်းငလျင်ကြီးလှုပ်အပြီးနဲ့တကြံကာလာတွေပါမရှောင်အချိန်မြင့်လှုပ်ဆောင်လာတာကိုတွေ့ရပါတယ်အကြက်ဆက်ကောင်းဆောင်မြောင်းနိုင်ကရန်တိုင်းမင်းဆိုတဲ့စစ်စင်ရဲ့နာမည်နဲ့လေချောင်းတိုက်ခိုက်မှုတွေကိုထပ်မံအရှိန်မြင့်တင်မှုညွှန်ကြားထားတယ်လို့လည်းသိရပါဗျ။လေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့နေရာအများစုဟာအရက်သားဖြစ်သူတွေစုဝေးရနေရာဖြစ်တဲ့ဈေးလူနေရပ်ကွက်တွေဖြစ်တဲ့အပြင်ဘာသာရေးအဆောက်အအုံတွေဖြစ်တဲ့ ဘုံကြီးကြောင့်ခရစ်ယာန်ဖះကြောင့်စတဲ့နေရာတွေဖြစ်တယ်လို့ဒီတိုက်ခိုက်မှုတွေကြောင့်ဘုံကြီးကိုရင်အရက်သားပြည်သူကလေးတွေနဲ့တက်ကြီးရွယ်အိုတွေများစွာအသက်ဆုံးရှုံးခဲ့ကြရပါတယ်။ကိုရင်ဘယ်နှပါလဲ။ဘာနှပါ။ဘာ။ဘုံပါ။အချက်အလက်တွေရ စကိုင်းကလင်ကြီးလှုပ်ခဲ့တဲ့မလ28ရက်နေ့ကနေစလို့ဧပြီလ19ရက်နေ့အထိ23ရက်အတွင်းမှာ Jet Fighter, Drone, Paramotor တို့ကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ164ခုကျော်ရှိခဲ့ပြီးအဆိုပါတိုက်ခိုက်မှုတွေအတွင်းပြည်သူ200ဦးကျော်သေဆုံးခဲ့ရတာအသက်18နှစ်အောက်ကလေးငယ်အနည်းဆုံး24ဦးပါဝင်ခဲ့ပါတယ်။ ကျော်ပါဖြစ်စဉ်တွေထဲမှာလူသေဆုံးမှုအများဆုံးဖြစ်စဉ်ကတော့ကလေးငယ်တွေအပါအဝင်ပြည်သူ38ဦးသေဆုံးခဲ့တဲ့တပိတ်ချင်းမြို့နယ်ရေထွက်ကြီးရွာကိုဧပြီလ16ရက်နေ့19ရက်နေ့၂ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပါတယ်။ဒါလည်းဘုံခိုချင်းနဲ့ပဲအေးရတော့လားကလေးတွေဆိုရင်ကျဲရန်သူတို့ဘုံခိုချင်းသားဤတဝိုက်မှာပဲထားရတော့တယောက်ကစောင့်နေထားတယ်လေလေနေထုတ်လို့လေခုကနေတိုင်းနေတိုင်းလာထုတ်နေလို့မဟုတ်ခုဆို15ရက်လောက်ပါရှိပြီနော် But a vast number of those who died were children. We saw their bodies burnt and ripped to pieces. Is that acceptable? I ကလေးတွေအများကြီးပါကြတောင်းညံအချမ်းဖတ်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကတော့အဲဂျာစီယာသတင်းဌာနနဲ့အင်တာဗျူးမှာစီရင်ရလိုအပ်ရင်ကလေးငယ်တွေအပါအဝင်မိသူကိုမဆိုတိုက်ခိုက်တက်ဖြတ်မှာပဲဆိုတဲ့သဘောတက်ရောက်တဲ့အဖြေကိုဖြေချပြီးမြန်မာစစ်တပ်ကအခုလိုဆေးရဆွေးမှုတွေကိုအမှန်တကယ်ကျူးလွန်လျက်ရှိကြောင်းဝန်ခံထားတာလည်းတွေ့ရပါတယ် ဒီလိုမျိုးကြီးမားတဲ့ဆေးရဆွမှုတွေကိုကျွလွန်ဖို့အတွက်အမိန်ပေးစေခိုင်းသူကိုထိပ်လက်ရောက်ကျွလွန်သူတွေရှိနေတယ်လို့ပဲအကြံဖတ်ဆေးအုပ်စုရဲ့ပြည်သူဆက်ဆံရေးနဲ့စိတ်တက်စစ်စင်ရေးတပ်ဖွဲ့လက်အောက်ခံအကောင့်တွေကနေလဲဘုံကျဲဖို့လှုံ့ဆော်တာဘုံကျဲပြီးရင်လဲ PDF တွေရှိလို့တော်လိုင်းအင်အားစုတွေရှိလို့ကျဲတာပါဆိုတဲ့စက်ကြောင်းနဲ့ တည်င်းတုတည်င်းမတွေလွှင့်တာစရာတွေကိုတပြိုင်နက်တည်းလောက်ကင်ဆောင်ရွက်နေရတွေ့ရပါတယ်။ဧပြီလ23ရက်နေ့တကြံအကြုံနေ့မှာပဲကြော်စွာအမိတုံးထားတဲ့အကြံဖက်စစ်အုပ်စုလက်အောက်ခံအကောင့်ကဘုံကျဲတာကိုနေရအားလုံးဖျက်မကျဲစေချင်ဘူး။ဒီနေ့မိုးကုတ်ကိုကျဲမယ်ဆိုရင်ဒေတာကတိုက်ခိုက်ရေးလေရင်တွေအကုန်လုံးမိုးကုတ်ကောင်းကင်ကနေ24နာရီကျဲတာမျိုးဖြစ်ရမှာပါ။အင်းတော်ကိုကျဲမယ်ဆိုရင်တရလုံးအင်းတော်ကိုကျဲရမှာပါ။ စသဖြင့်လေချောင်းကနေတနေကုန်ဘုံကျဲဖို့လှုံ့ဆော်တဲ့ပို့တွေကိုတင်ခဲ့တာတွေ့ရပါတယ်။ဧပြီလ16ရက်နေ့တကြံအတန်းနေ့မှာလည်းအဲ့ဒီအကောင်ကနေမြေကဘဲချိန်ပြန်သိမ့်သိမ့်ရတယ်။ဘုံသားများများကျဲပြီးလူအင်အားဆုံးရှုံးအောင်နေညဇက်တိုက်လှုံ့ဆော်မှာလူမရှိရင်မြေဆိုတာဘာမှမဟုတ်ဘူး။စစ်ပွဲရဲ့နေရာမှာအတိုင်းရန်သူကိုများများတတ်နိုင်သောဘက်ကသာအနိုင်ရမှာပါဆိုတော့စာသားကိုတင်ပြီးဘုံကျဲဖို့လှုံ့ဆော်ထားတာကိုတွေ့ရပါဗျ။ ဧပြီ16ရက်နေ့မှာမိုင်းဝင်အမည်သုံးအကြမ်းဖက်ဆဲအုပ်စုလောက်ခံအကောင့်ကယခုပြထားတဲ့နေရာတွေကိုပုံကျဲပေးပါအကြံဖက်သမားများစုဖွဲ့တဲ့နေရာဖြစ်ပါတယ်ဆိုတဲ့စာသားကိုမြေပုံတည်နေရတဲ့တကွတင်ပြီးဘုံကျဲဖို့လှုံ့ဆော်ထားတာတွေ့ရပါတယ်။အထက်ပါဖော်ပြခဲ့တဲ့တပိတ်ကျင်းမြို့နယ်ရေထွက်ကျေးရွာကိုနှစ်ရက်ဆက်တိုက်ဘုံကျဲပြီးပြည်သူ38ဦးကျော်ကိုတတ်ဖြတ်ပြီးတဲ့နောက်မှာလည်းအကြံဖက်စုပ်စုလောက်ခံကျော်စွာနဲ့ဟန်ငိမ်ဦးအကောင့်တွေကတပိတ်ကျင်းမြို့နယ်ရေထွက်ရွာနဲ့ မြင်းမှုမြို့နယ်ကံတော်ရွာတို့မှာခိုအောင်နေထိုင်နေတဲ့အခိုင်အမာစကမ်းပြုတ်လုံနေထိုင်နေတဲ့ဌာနချုပ်ဖွင့်လှစ်နေထိုင်နေတဲ့ပြည်ပြည်အကြံဖက်အဖွဲ့ NUG ရဲ့လက်ကင်တုံးပြည်ရဲ့အကြံဖက်သမားများနဲ့ပါသုံးလုံးတွေရဲ့စကမ်းတည်နေရာတွေကိုအကြံဖက်သမားနဲ့အကြံဖက်မှုကိုမလိုလားတဲ့ပြည်သူများရဲ့တရင်ပေးပို့ချက်အရာဘုံကျဲချေမုံနိုင်ခဲ့ပါတယ်ဆိုပြီးတော်လိုင်းရင်ရာစုရဲ့ရှိတဲ့နေရာကိုဘုံကျဲတရားတရင်တုတရင်မှကိုဖြန့်ချီခဲ့တာတွေ့ရပါတယ်။ ဒါအပြင်အကျန်းဖတ်သမားတွေနဲ့အတူရှိနေရင်တော့အခုလိုမျိုးဘုံကျဲခံရမှာပဲဆိုတော့စာသားတွေကိုလည်းသူတို့ရဲ့ကောင်းဆောင်ဇော်မင်းထွန်းရဲ့လေတံအတိုင်းရေးသားသုံးလုံးနေကြတာကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါတယ်။အထက်ပါအချက်လက်တွေအရမြောင်းလိုက်ဥဆောင်တဲ့အကျန်းဖတ်စစ်တပ်ဟာပြည်သူလူထုကိုပြစ်မှတ်ထားပြီးကလေးတငယ်ရဟန်းရှင်တို့ဘသူမှမချန်လေကြောင်းတိုက်ခိုက်မှုတွေကိုစနစ်တကျချိတ်ဆက်ပြုလုပ်နေရဆိုတာထင်ရှားပါတယ်။တချိန်ချိန်မှာအသွင်ကူးပြောင်းရေးကာလတရားမျှတမှုကို ဖော်ဆောင်ကြတဲ့နေရာမှာဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အသက်အိုးရင်စီးစိမ်ပျက်စီးဆုံးရှုံးခဲ့ကြရတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းအတွက်တရားမျှတမှုကိုပြန်လည်ဖော်ဆောင်တဲ့နေရာမှာအမိန်ပေးစေခိုင်းသူကိုထိလက်ရောက်ကျူးလွန်သူတွေအားပေးအမြောက်ပြုသူတွေသွေးထိုးလုံးစော်သူတွေနဲ့နောက်ွယ်ကလှုံ့ဆော်ရေးရန်နေရာရဲ့တာဝန်ရှိသူတွေတယောက်မကြံကိုတရားဥပဒေနဲ့အညီစီရင်အပြစ်ပေးနိုင်ရေးမမိတ်မတုံကြိုးပမ်းဆောင်ရွက်ကြဖို့လိုမယ်ဖြစ်ကြောင်းသုံးသက်တင်ပြလိုက်ပါတယ်ရှင်။